မြတ်စွာဘုရားရှင်ကိုရောမြတ်ပရိနိဗ္ဗာန်စံဃာနီးမှာပရိသတ်၄ပါးတို့အားအရေးကြီးဩဝါဒဓမ္မဒေသနာစကားကိုမိန်ကြားတော်မူခဲ့ပါတယ်။ပစ္စည်းမဝဆနပစ္စည်းမဒေသနာဖြစ်နေဟောကြားခဲ့တဲ့ဟန္တဒါနိဘိခဝေပါဠိနဲ့အနနိတ္တရာတို့ကိုရွတ်ဖတ်ပူဇော်ပါမယ်။အရှိရင်တန်တရာအကြီးကားတော်တနာ တန်တရားကိုတို့အောင်ဖြတ်တနာကိုသိအောင်တတ်တောင်တွင်လဲမြင့်မိုမြင်းတွင်လဲအတ္တထိုဂုံရှိရာဆိုခဲ့မည်မြင့်မိုကိုပုံပြု၍ကုသိုလ်ကိုများအောင်စုကောင်းမှုကိုများအောင်ကြံတတဝါကောင်းမကောင်းအကြောင်းကသာစီမံတော်သည်ကံသာလင် အမိကံသာလင်ဖဆိုတာကလောကရဲ့စကားဉာဏ်သာလင်အမိဉာဏ်သာလင်ဖဆိုတာက ဖာဂေါရမရဲ့တရား ဟောပြလိုထာတကဟန္တတာနိဘိကဝေ အာမန္တယာမိဝဝယဓမ္မသင်္ခါရအပမဒေနတမ္ပါရိတာဘုန်းတော်ကြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ပရိနိဗ္ဗာန်သံဃာနိမအပမဒာတယလက်ကင်ထားဖို့ရန်အတွက်ဟန္တတာနိဘိကဝေအာမန္တယာမိဝဝယဓမ္မသင်္ခါရအပမဒေနတမ္ပါရိတာလို့မိမာတော်မူခဲ့ပါတယ် ဘိကဝေအစေပါနတိခြေသားမြတ်တို့ဌာနိဣဒာနိယခုကာကာလသမယ၌ဟန္တာတတ်တော်80ဝါ45မယမနာပဲတရားရည်အေးအမြိုက်ဆေးကိုတိုက်ကြွေးကဆုံးမတော်မူခဲ့ရသဖြင့်ခန္ဓာတော်ရည်နွမ်း၍ငါကိုယ်တော်မြတ်တကယ်ပင်ပင်မခဲ့ရချေပြီဝါကုတိနာယုံပင်မျိုးစုံသည့်ယကုံသာမောအင်ဂျင်တော်ဝဲ မြောက်သူဥခေါင်းပြုကလျောင်၍ထေပေါင်းချမ်းရန်နတ်နိဗ္ဗာန်ကိုဝင်ဆံပြီးဆဲဆဲချင်းကားရဲ၌ဟောရင်သွေးရဏတာတလျာဟုကရုဏာထာသင်ချက်သတ္တအာအမန္တရာမိတရိတယအတိမမရလျောင်ငါဖျားရှင်ကိုရောမြတ်ထင်ထင်ရှားရှားကြီးဟောကြားမိမ့်မြတ်တော်မူခဲ့ပါ၏အံသင်္ခါရာ အစင်သဝရဘေမာကြပြန်တော့ခင်မင်စရာမရနိုင်သည် ဟောဒီဓမ္မယုံသင်္ဃာရတို့သည်ဝရဓမ္မာဖြေကနှံဖြေကနှံဖြေကနှံနဲ့အဖြစ်ကလည်းမဆဲအပြက်ကလည်းမဆဲတာကြောင့်ထိတ်စရာတမျှအဝိဇ္ဇာကစတာကြောင့်ဟေယောဂီတို့ရေစိတ်သာချကြပြီတော့အနိစ္စဝတ္တတို့ပါတကားဒုက္ခဝတ္တတို့ပါတကားအနတ္တဝတ္တတို့ပါတကားဟူ၍ အပမဒိနာမမိမလျောသောတတိတရားဖြင့်တံပါဒိထကိုစဉ်ကိုင့ပြေဆုံးကြပါစေကုန်လောတံပါဒိထမြင်ရမှလည်းမမိနဲ့ကြားရမှလည်းမမိနဲ့စားရမှလည်းမမိနဲ့နမ်းရမှလည်းမမိနဲ့ထိရမှလည်းမမိနဲ့သိရတို့မှလည်းမမိလိုက်ကြပါနဲ့မိတတ်တဲ့ဝါသနာတွေကို မိတ္တတဲ့ဝါသနာတွေကိုတနေ့တနေ့လျင်မကြမကြအပမဒလို့ခေါ်တဲ့တတိတရားကိုလက်ကင်ထားခြင်းဖြင့်တမ္ပါတိထာကိုစီကိုငါပြည့်စုံကြပါစေကုန်တတိသာဓုသာဓုသာဓု